ားလုံးပဲမင်္ဂလာပါရှင်။ဆရာကြီးလယ်ရင်းသားစောချစ်ရဲ့တခုလက်ပေမဲ့ကွက်လက်မရှိဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်းကအခန်း7ကိုဆက်လက်ပြီးတော့ဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။မမူအေးနားလည်သွားပြီဖြစ်၍နိမင်းတရားကိုဘာမှမပြောတော့ပါ။စူ၍မပြောသလိုချို့၍လည်းမပြောတော့ပါ။မြတ်တာညင်လည်းမပြောတော့ပါ။မြတ်တာစိတ်လည်းမဖြစ်တော့ပါ။တရားချမ်းမြေ့သောအိမ်တော်ဖြစ်အောင်လဲကြိုးစားခဲ့ပြီးပြီ။ တကယ်ချစ်သောမေတ္တာစိတ်နဲ့လည်းကြိုးစားခဲ့သည်သူ့ဘာသာသွားခြင်းတို့လိုသွားလာခြင်းမလားညပြန်မလာ၍လည်းမမျှော်တော့ပါမိခင်စိတ်ချမ်းသာအောင်မိခင်စကားကိုနားထောင်ရုံမဟုတ်ဥစ္စာစီးပွားနှင့်တကွလူပါဘဝလုံးပုံအပ်ခဲ့ပြီးအရာအလုံးသူတို့စိတ်တိုင်းကြစီစဉ်သည့်အတိုင်းနာခံခဲ့သည်သာတမင်တသက်အနိုင်ကျင့်သည်သို့တော်မိခင်ဖြစ်သူကအနိုင်ကျင့်သူကိုအပြစ်မမြင်အနိုင်ကျင့်ခံရသူကိုသာအပြစ်တင်သည်ဤရင်တွင်တရားမျှတမှုလုံးဝမရှိ မိခင်မရှိတော့၍လင်းဤမိခင်ကိုကိုမိခင်လိုသဘောထားခဲ့သည်ထို့သောမိခင်ကတာဘတ်မှာတစ်ဖက်သက်ယက်တည်ခဲ့သည် သူတို့အပေါ်မှာမကောင်းစိတ်မထားဘဲနဲ့ကိုအပေါ်မှာမကောင်းစိတ်ထားကြသည်အန်တုဖက်ပြိုင်ခြင်းမပြုသူကို အပြတ်အသတ်ဖိနှိပ်အနိုင်ယူနေကြသည်ရန်ညူးရှိသူရန်ပတ်နေပြဆက်ကြသည်ကိုခံနေရသည်နှစ်ယောက်လုံးကို နာကြီးစွာမုန်းသည်ထို့သောအချိန်ဤအလုံးကလွန်နေပြီးကိုမှာအပြုံမဟုတ်ယုံမက ကိုဝင်ဆောင်တဲ့ဘဝသူပင်ရောက်နေပြီကိုမှရှိသမျှစီးစိမ်ဥစ္စာအလုံးနိဗ္ဗာန်သူတို့လက်ဝဲရောက်နေပြီနှစ်စီးဘဝကိုတစ်စီးဘဝပေါင်းမိဟုဆိုခဲ့သည်နှစ်ဖက်ပေါင်းချမ်းသာခဲ့သည်မြဤလီမယားတွင်ဟုဆိုခဲ့သည်ကြောချမတမြမန်းသိရပြီကိုနာမည်နှင့်ဖိုးစိန်လမ်းမှာပဟန်းဖိုးစိန်လမ်းမှာအိမ်သာဟိန်းတလုံးသာကျန်တော့သည်ထိုအိမ်ကိုလည်းသူတို့အကြင်ကြင်ရောင်းခဲ့သည်ရောင်းမရသေး၍ကျန်နေချင်းဖြစ်သည်လူရောပစ္စည်းပါမူမူအေးပါမှခင်မဆိုင်တော့ပါ ရင်ထဲမှာသားလေးကိုသာအကောင်းဆုံးဆောင်ရှောက်ရန်ဆုံးဖြတ်လိုက်သည်တော်လောကလုံးမှာအာကုတွေစားဆရာဆို၍ရင်သေးရင်သွေးလေးသာချန်ရှိတော်မည်နေမင်းတရားကသူပြန်လာခြင်းသည့်အခါလာသည်မမှုအေးကဘာမှမမေးသလိုသူကလည်းဘာမှမပြောတော့ပါတော်တင်တင်မောကလည်းမမှုအေးကိုအပြစ်ပြောစရာမရှိတော့ပါသို့တော်မမှုအေးကိုတောင်းဝန်ကို ကြည်အောင်ကြိုးစားသည်ရခင်ကလုပ်ခဲ့သည့်အတိုင်းမိဖို့ချောင်းဝင်ပြီးချက်ပြုတ်သည်ဒေါတင်ဒီမိုကိုခုခတ်ကြွေးသည် ကိုအတွက်မဟုတ်တော့လဲကိုရင်သွေးအတွက်အဟာရပြည့်အောင်စားသည်ဒေါတောင်းကတော့တာမီနှစ်ယောက်မတရားဟုသိမြင်သည်အမိုးအေးကိုတနာသည်အပိစကားပြောသည်မမိုးအေးနေတတ်အောင်နေပါသည်သို့တော်ညီညီရပါသဘောလဲငါသားကိုလည်းစကားမပြောဘူးငါ့ကိုလည်းစကားမပြောဘူးငါတို့သားအမိကိုညီရရန်သူလိုဆက်ဆံနာလား ။တနေ့တွင်ဒေါ်တင်နေမောကစကားဆလာသည်။မူမိုးဘသူကမှရန်သူလိုသဘောမထားပါဘူး။မူမိုးသာဒီအိမ်မှာရန်သူလိုဖိနှိပ်ခံနေရတာပါ။ညို့ဘသူကဖိနှိပ်လို့လေဒီနေ့ထိငါ့ကိုညို့ကိုလှဖြားနေတောင်တူဘူးလို့လား။လှဖြားနေတာမထီတာလေ။မူမိုးကိုတမင်တသက်အပြစ်ချပြီးအနိုင်ကျင့်ပြောနေတာ။ငါသားပြောတာငါအလုံးကြားတယ်။ဘာမှအနိုင်ကျင့်တာမပါဘူး။သူအချုပ်အချယ်မခံဘူးဆိုတဲ့အကြောင်းပဲပြောတာ။ ထွန်တင်တင်မော့အမြင်မှာမမူအေးသာအပြစ်ရှိသူဖြစ်သွားရပြန်သည်ရီးသူကိုမချုပ်ချယ်ပြီးတာပဲမပြောနိုင်မဆိုနိုင်ရန်သူလိုသဘောထားဆက်ဆံစရာဘာကြောင့်မှမရှိဘူးမမူလည်းသူ့ကိုရန်သူလိုသဘောမထားပါဘူးမမူပြောမိတိုင်းပြဿနာဖြစ်လို့ပြဿနာမရှိအောင်မပြောဘဲနေတာဒါပြင်ကကိုစကားမပြောတာရောဒါလည်းမမူပြောတိုင်းမမူအပြစ်ကြီးဖြစ်ဖြစ်နေတော့အပြစ်ကင်းအောင်နေတာပါညီစကားကညီရစေတနာကိုဝေဒနာထင်တဲ့မိမ့်မှ ညီငါကရောညီကိုနိုင်လို့မင်းထပ်ဘာပြောလို့လဲဟုတ်ပါတယ်အန်တီအလုံးဟာမူမို့ပြစ်တွေပါပဲမဲ့ရီမကြအောင်ထိမ့်ချုပ်ထားသည့်ချမ်းမပင်မျက်ရည်များပါပင်ပေါ်သို့စီးဆင်းလာကြသည်ဒေါ်မမူအေးအခန်းဆက်နှစ်ဒေါ်မမူအေးထပါအောင်ပြတညတွင်မိုးကြီးချုပ်မှနေမင်းတရားထုံးစံအတိုင်းအခန်းထဲသို့ဝင်လာသည်အရက်တွေမူလာသည်မူမူအေးအိယာမှနိုးသွားသည် ခမည်းကကျွန်တော်ကိုစကားမပြောဘူး ကျွန်တော်အမေကိုလည်းစကားမပြောအဲ့ဒါဘာသဘောလဲအောက်ထပ်မှာဒေါ်တင်တင်မော်တွေးခဲ့ပြီးဟုဒေါ်တင်တင်မော်နဲ့တွေးခဲ့ပြီးဟုမူမူအင်းနားလည်လိုက်ပါသည် ခမည်းကကျွန်တော်တို့သားအမေကိုရန်သူလိုဆက်ဆံနေတာလားပြောပါဦးသူမေးပုံမှာနိုင်လိုမင်းထက်ဖြစ်သည်မူမူအေးကရင်ပေါ်မှာထထိုင်လိုက်သည်ခမည်းကကျုပ်တို့သားအမေကိုဘလို့သဘောထားတာလဲနေမင်းတရားကမူမူအေးအနားသို့ရောက်လာသည်ကိုတီလက်ရောက်ရိုက်လိုက်မှာကိုမူမူအေးတိတ်ကြောက်သည် သူ့ကိုလည်းပြန်ခုခံနိုင်ကြီးမဟုတ်ကို့မှာအကူစရာလည်းဘာမှမရှိပြောလေဒေါထတကြီးပြော့လေတန်းနေပြောရင်အနာကလာပြီးမမှုအေးထိတ်လန့်တော့ရသည်ဘလို့မှသဘောမထားပါဘူးမမှုအေးဖြစ်မိဖြစ်ရာဖြစ်လိုက်မိသည်ဒါဖြင့်ဘာလို့မဘာမှမပြောရလဲမမှုအေးပြောသမျှမမှုအပြစ်ကြီးဖြစ်နေလို့ဘာမှမပြောပဲနေတာပါပြောသမျှအပြစ်ဖြစ်တာမဟုတ်ဘူးဗျကျွန်တော်ကိုချုပ်ချက်တဲ့စကားဟန်တားတဲ့စကားတွေ ပြောဖို့ပဲလိုတယ်။မာရီကျော်ကြီးလည်းမထားနဲ့အပျော်ဆိုးလည်းမတားနဲ့မရဘူးကျွန်တော်ကြိုက်တယ်လို့နေမယ်။ခမရကကျွန်တော်မိမကျွန်တော်ကသာချုပ်ချယ်ခွင့်ရှိတယ်။ခမရကကျွန်တော်ကိုချုပ်ချယ်ခွင့်မရှိဘူး။တစ်ဖက်သက်ကြသောစကားဖြစ်တော်လဲမူမူအေးဘာမှတမပြောတော့ပါ။အိမြအနိုင်ကျင့်လို့သူများကိုအပြန်အလှန်ပြောနေရလေအကြောင်းထုမီမဟုတ်ပါ။ပြဿနာကကိုယ်၍ကြီးထွားလာမည်ဖြစ်သည်။ကျွန်တော်ပြောတာခမရနားလည်လား။နေမင်းတရားကထပ်ပြောနေပြန်သည်။ဟုတ်ကဲ့နားလည်ပါတယ်။ မမို့၏အဖြစ်နှင့်အတူမျက်ရည်များစီးဆင်းကြလာပါသည်မိမိခမသူမရှိလျင်အင်ကြီးတစ်လုံးနှင့်တမိလေးတစ်ယောက်ထဲကြံကဲမှစိတ်မချဖြစ်ခဲ့သည်ထို့သောကြံကဲလျင်ကို့အိမ်မှာကို့ဘာသာအချမ်းစွာနေရမည်အမျိုးအဆွေများထဲမှအသက်ကြီးရွယ်ချီတယောက်ခေါ်နေလျင်လည်းရသည်တန်ငယ်ချင်းတစ်ယောက်ကိုခေါ်ထားလျင်လည်းဖြစ်သည်ကို့အိမ်မှာကိုနေချင်းဖြစ်ပြီးဘာမှကြောက်နေစရာမရှိမိမဲ့တိုင်းပြီးမဟုတ်ခုတော့ စိတ်ချရအောင်ဆိုပြီးစစ်စင်ခဲ့ပါမှပစ္စည်းရောလေးပါအတိုင်းခံရသည့်ဘဝသူရောက်သည်မိမိစိတ်ချစွာမျက်စိနှလုံးပိတ်သွားခြင်းသည်အနှိမ့်ဆက်ခံစစ်တုပ်ပန်းအကျဉ်းသားဘဝသူပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ထို့ဖြစ်များကိုမိမိဘာမှမသိတော့ပါ ကိုမသာဒုက္ခကိုခါစီး၍ခံနေရသည်မမှုဤစဉ်စားရင်မှဆိုက်ကြီးတငင်မူရပြန်သည်အခန်း73မမှုဤကိုဝေအရင်မှဖြစ်လာတော့လေ နိမင်းတရားအပြင်ထွက်၍ကောင်းနေစေကျင်နာစွာအပိခြင်းပြုစုခြင်းဆိုသည်မှာအဝေးကြီးမွေးခါနီဖွားခါနီဟု၍စိုးရင်စိတ်လည်းလုံးဝမရှိသူများလျှောက်ကြများကိုဝင်ဆောင်ဇနီးတဲ့ကိုတယူတရားပြုစုဆောင်ရှောက်ကြသည်ဟုကြားဘူးသည်မမှုအမမှုအေးအတွက်တော့ပုံပြင်များသာဖြစ်နေသည်ညာပြီးခါစားသုံးလင်းလားလောက်သာချစ်ခင်မှုရာကိုမြင်ခဲ့ရသည်အောင်းအောင်းစရာကောင်းလာသည်ချိန်စာတင့်သူလို့အပြောင်းလဲကြီးပြောင်းလဲသွားပုံကမယုံနိုင်စရာ အေးလေသူတကယ်ချစ်တာမဟုတ်လို့ညာကစလှတော့ပါတော့စအတိဆက်ဆက်လေးအဖြစ် ချစ်တယ်လို့ထင်ခဲ့တာနေမှာပေါ့ကိုဝင်ရှိ၍ပိုက်ထွက်လာသည်နဲ့အနာမကတော့ပဲစိန်ကားသွားသည်မှာနာကြီးစရာတမကဆက်ဆုပ်စရာလည်းကောင်းလာသည်မွေးဖွားရနီးလာပြီနေလာညလာမသိတော်တင်တင်မော်ကလည်းမေးပေါ်ပင်မရ ကိုဘွားကိုတည်ဝင်မမူအေးလက်စွပ်ကလေးတခွင်းရောင်းပြီးခြံထဲလက်ထဲမှာငွေ6000အသစ်ဆောင်ထားပါသည်။နှစ်စီးပွားကိုတစ်စီးပွားဖောင်းထားပေါင်းထားတော့လေသူတို့ထဲအထက်မှာလက်ဖြတ်မတောင်းခြင်းမမေဆုံးပြီးနောက်မမူအေးတို့ခြံနဲ့အိမ်ကြီးကိုရောင်းတည်မှ28သိန်းရသည်ဟုသိရသည်ငွေတပြားမှမထိလိုက်မကင်လိုက်ရဗမာအထာသည်ဟုဆိုသည်မိသည်နာမည်နှင့်အသည်ဟုလည်းမသိမေးလည်းမမေးမီထိုအချိန်က ချစ်တုံးခင်တုံးမို့အားလုံးကိုယုံသည်ခုတော့တည်နေပြီဘာကိုမှလည်းမမျောလင့်ချေကိုဖသာအစဉ်ပြေအောင်သာစဉ်းစားသည်လက်ဆွရောင်းသောငွေကုန်လင်းကိစ္စမရှိလက်ဝတ်လက်စားများရောင်းစရာအများကြီးချန်သေးသည်တော်သေးသည်လက်ဝတ်လက်စားများကိုဘယ်သူမှမအပ်မီလက်ထက်မှအားလုံးရှိသည်ဝေးဖွားလျင်လူမီထင်သည်တို့ကိုဒေါ်သားအကိုညင်နှင့်ကိုဖသာဝယ်ယူစုဆောင်ထားရသည်ကလေးအတွက်လည်း နှီးပိတ်နှင့်တကွစင်စရာလေးများကိုဝယ်ထားသည်ဖြစ်သည် ကိုရင်သွေးလေးကိုမြစ်တာအပြည့်ပြချင်းသည်ကိုတိုင်းနို့တိုင်းမွေးမိဟုဆုံးဖြတ်ထားသည်သို့သောနို့မထွက်ခဲ့သောလူလူမဲမဲနို့ဘူးနို့မုံဘူးဖြော့ခွက်စသည်တို့ကိုဝယ်ထားသည်မွေးရမည်ကိုကြောက်တော်လဲကလေးအတော်ပြင်ဆင်ရသည်ကအတတ်သည်တားလေးများဖြစ်ခဲ့လျင်မမွေးခင်ကပြီးအတွင်းနဲ့အာကိုချင်မိသည်တို့တော့တမိကလေးမွေးလင်လဲချစ်မိငါတမိလေးကြလျင်တော့ ငါလိုကံမဆိုးစေရဘူးငါလိုအနိုင်ချင်းနှိမ့်ဆက်ခံခြင်းမဖြစ်စေရဘူးတမီးလေးကိုချက်သူတင်အတူជីနူးစရာတာရတော့အိမ်တော်ဖြစ်အောင်ကြိုကြိုတင်တင်ပြင်ဆင်ပေးမိဟုဆုံးဖြတ်ထားလိုက်သည်တာမန်တမီးမန်မတိရတော့မတိရသေးတော့ဘိုက်ထဲမှကလေးကိုရှိမိနေရသူမှန်း၍ဘိုက်ပေါ်မှကျန်နာစွာပုတ်ပေးနေမိသည်အခန်းဆက်လေးမမွေအေးအေးရမှလတ်နိုးလာသည်အိုးကြွကြွကြွနာကျင်သောဝေဒနာကြောင့် အိယာမလက်နုလာခြင်းဖြစ်သည်ခါစီမှာကြိုက်ခဲ၍ဘိုက်ထဲမှအနံလာသည်အသေးအချစဉ်းစားကြည့်မိတော့ဘယ်နာအနံနေသည်ဟုအတိအကျမသိတကူလုံးနာနေသလိုစိတ်ထဲမှထင်မိသည်အခန်းထဲရှိနေရန်ပေါ်မှနာယီကိုလှမ်းကြည့်လိုက်တော့ညာဆက်တနာယီထိုးကနီးနေပြီထုံးစံအတိုင်းထိုးနေရာအိမ်မှာနေမင်းတရားမရှိကားလည်းမရှိ နေမင်းတရားကတော်လျာကားယူသွားသည်မမူအေးအိမ်နေရာမှာအတအယာထသည်အာ ခါရမပူနာသည်အိမ်ပင်ဘေးနားတွင်အသင်းရှိသောပိုက်ဆံအိတ်ကိုယူလိုက်သည်အိမ်အောက်သို့ဆင်းခဲ့သည်နာလုံး၍မြင်မြန်မစင်းနိုင်လှေကားလက်ရန်ကိုကောင်း၍ဖြည်းဖြည်းချင်းဆင်းရသည်ဘေးမှာတွဲသူမရှိစိတ်ထဲမှာအားငယ်မိသည်မမေရှိလျင် ကောင်းမည်ဟုအမေကိုတန်တမိသည်မမေရဲ့မမေရဲ့ဖိုက်ထဲမှာမခံမရက်နိုင်အောင် နာသည်ဝေးတော့မြင်ထင်သည် အယောက်ထက်ရောက်တော့ဒေါသောင်းအိတ်သောနေရာသို့သွားသည်ဒေါသောင်းအိတ်ပြောနေပြီဒေါသောင်းဒေါသောင်းမမူပိုက်တိတ်နာနေလို့မွေးကနေပြီထင်တယ်ညညကြီးမအေးကိုနေရာလည်းမရှိကားကလည်းမရှိဒုက္ခတော့ရောက်ပြီထင်တယ်ဒေါသောင်းအိတ်နေရာမှာထလိုက်သည်မမတင်ကိုနှုတ်လိုက်လေမနှုတ်ပါနဲ့ဒေါသောင်းရဲ့လမ်းထိပ်သွားပြီလေးပင်းတစ်စီးလောက်ခေါ်ပေးပါဒီချိန်ဆိုရင်လေးပင်းရနိုင်ပါသေးတယ် ထောတောင်းကမိမချင်းဆန္နာတော်သည်မင်းကြီးမညိုနဲ့ထက်သွားသည်။အော်အေးအေးအေးအတော်သွားခေါ်ပြီးမယ်။မူးမူးမှနာလွန်း၍အဲခမ်းမှကလထန်တလုံးမှသွားထိုင်ရင်းတင်းကြီးကြီးနဲ့တင်းကြီးကြီးတညုံညုံနဲ့ဝေဒနာကိုခံစားနေရသည်။တော်တော်လေးကြာမှထောတောင်းကငားရရလာသည်။ထောတောင်းအဘောကမူးမူးအခမ်းမှချင်းရဲ့အိတ်တလုံးရဲ့မူးမူးအိပ်ရပြီးမှအသိန်းလောက်ထားတာရှိတယ်။တခါတည်းစေယုံတက်ချင်းတက်ရမှလည်းသွားယူပေးပါနော်။အေးအေးထောတောင်းမူးမူးကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေသည်။ မမမကိုကိုကိုစိတ်အားတင်ထမ်းရသည်ဒေါ်တောင်ချင်းနဲ့အိတ်ကိုယူပြီးဆင်းလာသည်မမတယောက်ထဲသွားလို့ပဲဖြစ်မလဲဒေါ်တောင်လိုက်ခဲ့မယ်မမအိတ်ခောင်းညင်ပြသည်ဒါဆိုရင်အိမ်တကားပိတ်ဖို့မမတေကိုနှိုးရမှာပေါ့ဒေါ်တောင်ကအဝတ်အစားမြန်လဲသည်ဒီဒေါ်တင်တင်မော်ကိုနှုတ်သည်ဒေါ်တင်တင်မော်အိမ်ရမှာထလာသည်ဒေါ်တောင်ကမမအိတ်ပိုက်နာပြီးဖြစ်ကြောင်းစိတ်ယုံပူရမည်ဖြစ်ကြောင်းသူနှစ်လိုက်သွားမည်ဖြစ်ကြောင်းပြောလိုက်သည်ဒေါ်တင်တင်မော်ဘာမှမပြောဒေါ်တောင်ကမမအိတ်ကိုတွဲ၍ကားပေါ်တင်သည် ဒေါတင်တင်မောတကားပိတ်၍ကြံခဲ့သည် အပိုင်း6ကိုဆက်လက်ပြီးတော့ဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်အပိုင်း6အခန်းဆက်နှစ်မမူအေးစေယုံမှာတားလေးမွေးသည်တားဆိုသောစကားကိုကြားရသည်နှင့်တကူလုံးစိတ်သွားသည် ပီတင်နှစ်ပီနှစ်နှစ်တိုင်ပီတီဖြစ်ရသည်ငါသားလေးရှင်ထဲမှာအာရဝန်းသာကြွေးကြော်မိသည် လောကမှာငါဟာအထီးကျန်မဟုတ်ဘူးငါမှာအာကိုအားထားသားရှိပြီအမှန်တရားလာ၍အင်းအမများပုံမူပြေဝလာသလိုခံစားရသည်ငါသားကိုအကောင်းဆုံးဖြစ်အောင်ပြုစုပြုထောင်ရမယ်နိမင်းတရားလို့ နေမင်းတရားရဲ့အသွေးပါပေမဲ့သူ့အဖေလိုမဖြစ်စေရဘူး။နေမာတဲ့သား၊စီကံရှိတဲ့သား၊ပညာတော်တဲ့သားဖြစ်စေရမယ်။ငါသားကိုငငယ်တဲ့ကစနစ်တကျဖြစ်အောင် ဆုံးမပြုပြင်ပေးရမယ်။အလုံးလိုက်လွန်းပြီးစီးပြတ်ကမ်းပြတ်နေတာမျိုးလုံးဝမဖြစ်စေရဘူး။ဒါလေးကိုတာကောင်းတာမြတ်ဖြစ်အောင် မျှော်လင့်မိသည်။မိခင်ရောကလေးပါကျမ်းမှန်၍စေယုံမှာတုံးရတာနေပြီးအိမ်ပြန်လာရသည်။ဟဲ့ပြန်လာကြပါပြီလား။ ်။အာတာခီးလို့နေတဲ့ထင်မရဲ့တားပြတ်မလာတော့ကားမရှိတာနဲ့ဆေးရုံကိုလာစင်တာမလာရဘူး။ဒီနေ့ညနေကားငါးပြီးလာမယ်လို့နေတာ။ငါမြေအိမ်ပြန်ရောက်လာပြီးကိုကငါအမိပြဆမ်းပါအောင်ငါမြေကိုပေးပေးပေးငါချင်းမယ်။ဒေါတင်ဒီမောကမမူအိလက်မကလေးကိုတောင်းယူလိုက်သည်။မမူအိမငင်းတာပြေးပေးလိုက်ရသည်။โอ้ผู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 ้จีตุอภิเนี่ยดูไล่ตาลูจอจีตะแก้วตุอภิได้มั้ยมีผู้จองเนี่ยมาทอตางาลั่นจีแม่มิเลยะตาผิดตัวดิงวยปีกามา တော်ချင်သောဒေါ်တင်တင်မော်ကိုအံ့ဩနေသည်ငါမီးကိုယောက်ျားလေးဆိုကလေးကငါနမည်နမည်ပေးဖို့စဉ်းစားပြီးပြီအဖေကနေမင်းတရားဆိုတော့အဖေသားကိုလက်မင်းတရားလို့နမည်ပေးရမယ်တိတ်ကောင်းနေငါမီးကိုဒီနေ့ကစပြီးလက်မင်းတရားလို့ခေါ်ကြဒေါ်တင်တင်မော်ကသူ့ပေးသောနမည်ကိုသူ့ဘာသာသဘောချနေသည်အမှုအေးဘာမှမပြောတော့ပါလက်ခတ်ရမှာပဲဖြစ်သည်ကိုသိပါတယ် လမ်းမင်းလေးရလဲလမ်းမင်းတရာဆိုတော့အေးအေးချမ်းချမ်းရှိပါသည်မီးကိုချစ်တော့မီးကိုချစ်တော့ချစ်မီးကိုချစ်တော့ချစ်သားဟုနားလည်လိုက်သည် သူသွေးလေးဖြစ်နေတာကိုအေးလင်သူသွေးသားပါနေမှာတော့သူမျိုးဆက် ကိုချစ်တော်သားလေးသည်အဖွားရဲ့ချစ်ချင်းမြတ်တာကိုပါရသည်မှာကောင်းသည်ဟုဝန်တာလိုက်သည် အင်းငေးချီရပြီမေးတယောက်ရပြီထွန်တင်တင်မောမှာ ကလေးကိုချီထားရင်ဝမ်းသာအာရဖြစ်နေသည် သူပြောခါမှမီးလေးကိုမြင်မင်းမမြင်ရတော့ရှာတော့မမေကိုတရိယာပြီမျက်ရည်များရစ်ဝဲလာသည်ငေးချီမမေမေးချီငေးချီလာမင်းတရားထွန်တင်တင်မောအပျော်ကြီးပျော်နေသည်မျက်နှာမှာလည်းအပြုံးမြောဝေလျက်ကလေးကိုမမှုအိလက်သူပြန်ပေးမိပုံမင်မရှိဟဲ့ကာမီယာပတ်ဆက်ကလေးတက်တက်ပြင်းပြင်းဖြစ်နေတယ်နို့စာလို့ထင်တယ်နို့ဘူးဖြော့ပါဟဲ့ကျမနို့ပဲတိုက်ပါတယ် မမေးရကလေးပြန်ခေါ်ရင်လက်ကမ်းလိုက်သည်ဟဲ့ဘာဖြစ်လို့လဲလူကြီးအစာမတိုင်းကလေးဝမ်းပြက်နေမှာပေါ့အေးနုံမွန်တိုက်တာပိုကောင်းတာပေါ့မိခင်တို့ကကလေးနုံကလေးမိခင်တို့ကကလေးအတွက်ကောင်းဆုံးမှအန်တီမမစာအုပ်တွေအများကြီးဖတ်ပေးပါ යි မိခင်တို့ကအပြည့်အကျဲကစားပြီးကလေးအတွက်ကလေးအသက်အရွယ်နဲ့လိုက်အောင်တဘာဝအတိုင်းအဆင်ပြေနေပါလေကလေးအရွယ်မှာဖြစ်တတ်တဲ့ယောဂမျိုးနဲ့ကာကွယ်နိုင်တဲ့အစံသတိတွေလို့ထဲမှာပါလေနုံမွန်ဆိုတာမိခင်တို့မှမိခင်တို့မရနိုင်မှတိုက်တင်တာပါမမအေးရှင်းပြသည် ကိုအေးညီလက်တတ်တာပေါ့ပြီးတော့အလှလည်းမပြတ်တော့ဘူးပေါ့မမိုးအိမ်မလာချင်ပါဘူးကိုသားကိုကိုတိုင်းနှုတ်တိုက်မွေးဖို့ဆုံးဖြတ်ပြီးသားပါဒါမှလည်းမိခင်မြတ်တာအပြည့်အဝပေးနိုင်တယ်လို့ထင်လို့ပါကဲပါညီတဘောအတိုင်းပေါ့ငါကစေတနာနဲ့ပြောတာပါဒေါ်တင်နဲ့မောင်မျက်နှာပေါ်မှာအပြုံများပျောက်ကွယ်သွားလိမ့်သည်ကလေးထမတအဲအဲငိုတံထွက်ပေါ်လာသည်ဒေါ်တင်တင်မောကကလေးကိုပြန်ပေးသည်မမိုးအိမ်လမ်းယူပြီးရင်ခွင်ထဲမှာပွေပွေ၍ နှိုးချိုတိုက်ကျွေးလိုက်ပါသည်ကလေးငိုတန်တိတ်သွားသည် အခန်း73နေမင်းတရားကတော့တားတယောက်ရလာတော့လဲမထူးကြပဲအပြင်တို့ထွက်မြဲထွက်သည်တငယ်ချင်းများနဲ့အစာမြေစာတောက်မြဲတောက်သည်တားလေးမွေးပြီးနောက်ပထမဆုံးအိမ်ပြန်လာတော့အခါတွင်ဒေါ်တင်တင်မောကတားကိုချီကြည့်ရန်ပြော၍မမွေးထံမှယူပြီးနေမင်းတရားကိုပေးသည်နေမင်းတရားချီကြည့်သည်ထိုအချိန်မှပင်ကလေးကဝမ်းသွားချလိုက်သည်ဝမ်းက အပျော်များဖြစ်နေ၍နေမင်းတရား၏ပစိုးကိုပစိုးနှင့်အင်ဂျင်များမှပေးကုန်သည်လက်မှလည်းညစ်ပတ်ကုန်သည်ဟာတော့ပါပြီဗျာစိတ်ပက်စရာကောင်းလိုက်တော့ယော့ယော့ယော့အမင်းကလေးတားကိုမမူအေးထန်တို့ခက်ကြမ်းကြမ်းလေးတွန်းထိုးပေးလိုက်သည်ကလေးငိုသည်ဟိုဟိုတားလေးတားလေးတားလေးမွေးရမစင်များပင်နေသောသားလေးကိုအမျက်တနှိုးပွေယူပြီးအိမ်အောက်ထမရေချိုကန်းသို့သွား၍စီကြောတန်းစင်ပေးသည်။အဝေးလဲရန်အိမ်ပေါ်တက်လာတော့နေမင်းတရာရေချိုကန်းထဲမှရေချိုးနေသည် ကလေးကိုမမိုအေးကပေါန်တာလူပြီးအဝတ်အစားများပြန်လဲနေစဉ်နေမင်းတရာရေချိုခန်းထဲမှထွက်လာပြီးအဝတ်အစားလဲသည်တိတ်ပြတ်စိတ်စိတ်ပြစရာကောင်းတာပဲအင်ပြန်နိုင်ရင်တသက်နာတစ်မျိုးမဟုတ်တစ်မျိုးကြုံရတယ်ဒါကြောင့်မို့အင်ပြန်မလာချင်တာနေမင်းတရာပြန်ထွက်သွားသည်ပန်းငယ်ကတော့မမိုအေးရင်ဝင်မှာပြုံးရွှင်စွာခုံပေါက်လျက်အခန်းဆက်ခွန်တလီ၆လခန့်အထိပြဿနာမရှိနေမင်းတရာကလာခြင်းသည့်အခါလာပြန်လာသည် ညမပြန်သောရက်တွေလည်းများလာသည်တခါတရံတွင်တောင်ကြီးလိုက်သွားလျင်15ရက်ထက်ခန့်ထိကြသည်သူအပေါင်းတနေမူဆင်သွားစဉ်ကာလအထိမူမူဆဲသွားစဉ်ကတလအထိကြသည်မူမူအိမ်မှာတားလေးရပြီမို့တဲကန်နိုင်ရတဲ့မှာအိုအေးစစ်ကလေးတွေ့နေရသည်ဒုက္ခငရဲပုံမှာတားကိုချစ်သည့်စိတ်နှင့်ဖြည့်ထိန် ဖြည့်သိမ့်နေရသည်တားလေးတစ်နှစ်ကြာကြာတွင် စကားပြောရဆအွေရောက်လာသည် အမေအမေကိုပင် မေဟုခေါ်တတ်နေပြီတားထက်မှ မေဟုခေါ်တန်ကြရတိုင်းမမူအေးជីနုမဆုံးဖြစ်ရသည်။ခုနှစ်လရှစ်လတွင်သားလေးကိုစမုံနှင့်နုမုံနဲ့ကြွေးခဲ့သည်။သားလေးကစုံရီမဲ့ရီစားသည်။ကြက်ဥပြုတ်မှုမပြောသည်မိဖို့တို့ကိုလည်းစားတတ်နေပြီ။မမူအေးနုစားဖြတ်သည်။သားလေးကနုဆိုသည်ကိုမဖြတ်ချင်သည်။အထူးသဖြင့်ညမှာပို၍ခက်ခဲကြုံလာသည်။ပါကအတင်းကိုတောင်းလျင်မမူအေးမတားချင်းထိုအချက်ကိုအခွင့်ကောင်းယူပြီးတော့တင်တင်မောထန်တောင်းဆိုချက်တစ်ခုပေါ်လာသည် ဟဲ့ကလေးကအမင်းနဲ့အတူအိမ်ဘလို့လုတ်ပြီးပြတ်ပါမလဲလွယ်ပါတယ်နုပြတ်သွားအောင်ကနဲ့သိရှင်ထဲမှာထိတ်သွားသည်အိုးရပါတယ်မမှုပြတ်အောင်ချက်ပါမယ်မမှုအေးရသားလေးနဲ့ခွဲမအိတ်ချင်းဟဲ့ဒီလိုခွဲမအိတ်ချင်းဒီကလေးကဘယ်နေမလဲစိုးမပေါ့အမေကလည်းအလိုသိမ့်မလားအလိုသိမ့်လိုက်ဒီကလေးကတော့ပြတ်မယ်မမှုအေးရချင်းစိတ်ဖြစ်ရသည်ကဲပါ යි ဒီညစမ်းကြည့်စမ်းမှာကလေးနုပြတ်သွားအောင်ပါတော်တင်တင်မောကအသားငယ်ကိုသူ့အခန်းခေါ်သွားသည်အန်ဒီ ညကြတန်းကိုနေလိမ့်မယ်။အိုးေးငါမြင့်ဘူရင်ငါချော့မှာပေါ့။ညီရတိတ်အလိုလိုက်တော့ဒီကလေးနိုးပြတ်မှာမဟုတ်ဘူး။တော့ကြငါမြစ်သားတွားရင်နိုးပူးစားလို့အယုတ်ဆိုးကုန်မယ်။မူမူအေးလုံးဝမတိုက်ဖက်နေပါမယ်။မရဘူးအေး။အတူအိမ်မှာတော့ဘလို့လုတ်ပြီးညင်းလို့ရမလဲ။နိုးပြတ်သွားတဲ့အထိငါနဲ့တော့ခွဲအိဆက်မှာ။တိတ်ငွေတညတအိမ်တန်းနေတာဘလောက်ဝေတာလိုက်လို့တော်တင်ဒီမောကအစိုးအတင်းဖြစ်နေသည်။အမှန်တော့နိုးပြတ်ဖို့ထက်သူသူမြေးလေးနဲ့အတူအိတ်ချင်တာ အဓိကဖြစ်နေမယ်မမွေးသည်ပါသည်အေးလီနုပြတ်သွားရင်တားလေးတို့လည်းကောင်းတာပဲမမွေးအေးစိတ်လျှော့လိုက်ပါသည်နောက်ရက်တွင်လည်းထော်တင်တင်မောကတားလေးနုပြတ်သွားအောင် သူနဲ့ဆက်အိတ်ဖို့ပြောသည်သူမင်းညာမမငိုဘူးလားအန်ဒီမမွေးအေးကစိုးရိမ်စွာမေးသည်မငိုပေါင်းတော့ထော်တင်တင်မောကကောင်းယူစွာပြောသည်ရှူပေါက်ကိုအနည်းတစ်ခါလဲပေးရတယ်ရှူပေါက်ပြီးတော့ဂျီကိုနုပူးတဲ့ထက်တိုက်လိုက်တာအိပ်ပျော်သွားတာပဲ တော်တင်နေမောနူဘူးရဲ့ရေထက်တိုက်တီကိုမမှုအိတ်စိတ်ထက်မှချီကျူးမိသည်။တားလေးအတွက်အစဉ်ပြေသည်ဟု၍မမှုအိတ်ဝန်တာရသည်။တညတာအတွက်တားလေးနုပြတ်သွားသည်။ပြက်လက်ဆနှင့်ပြက်သားစီချင်း၍တားလေးကိုတော်တင်နေမောနှင့်ဆက်၍တိတ်လိုက်သည်။တလားခန့်ကြသောတားလေးလုံးဝနုပြတ်သွားသည်။တော်တင်နေမောနှင့်တားလေးပို့၍ခင်မင်သွားကြသည်။တော်တင်နေမောကလည်းသူ့ကိုဖို့ပြီးခင်မင်အောင်ကြိုးစားသည်။အစာစားတတ်နေပြီဖြစ်သောကလေးအတွက်မုန်းမှုလေးတွေအမျိုးစုံဝဲကျွေးသည်။ အစကတော့ညမှာသူနေအိတ်ချင်အောင်ကျွေးချင်းဖြစ်သည်နောက်တော့နေပါမို့အမျိုးမျိုးကျွေးသည်ကလေးကခါတိုင်းတို့အဟာရပြေဝမြည်အစာအများကိုစားနေလာသည်မမိုးအိတ်ခမညာတားလေးဝါစီချင်းကြီးထွားအရှိစီချင်း၍ကျိုးစားတွေးတော်လဲကလေးကမုံလောက်မမတ်ဖြစ်လာသည်ထိတ်ခနဲရှိလင်းငယ်အဖွားထံသို့ပြေးသွားသည်တော်တင်တင်မောအာရဝန္တာစီးပွေထားသည်ဟွန်းမမွေတပင်းချရပြီ သားကိုကသားမကမျိုးကိုပါအချင်းပြောင်းဖြတ်နေပြန်ပြီဟုနားလည်လိုက်သည်မဖြစ်ဘူးကလေးကသူ့ကိုပိုခင်သွားရင်ခတ်မယ်ငါနဲ့အတူပြန်သိမ့်မှဖြစ်မယ်အန်တီသားနုပြတ်တော့ပါပြီမမိုးနဲ့အတူပြန်ခေါ်သိမ့်တော့မယ်မမိုးအေးကသားကိုပြန်ခေါ်လို့ကြောင်းပြောသည်အိုအေးခုမှဆက်နေရဖက်ရှိသေးတယ်တော်ကြာကြီးနဲ့အတူပြန်အိတ်တန်းနဲ့နုပြန်ဆိုပြီးစိတ်ကမှပြတ်သွားပါအောင်မယ်သူ့ဖာသာနေပါစေအောင်ကလေးကလည်းမိသားနဲ့ဥစ္စာ ်မမှုအေးပြောကခတ်သွားသည်နေမင်းတရားပြန်လာတော့လဲသားကဖွားအိမ်နဲ့အိတ်ဒီကိုသဘောကျနေသည်သားလေးကြီးလာမှအိမ်ဒီပို့၍ဆူဆူပြေပြေဖြစ်လာသည်မမှုအိမ်နဲ့တော့တင်တင်မောမှလည်းသားကိုဗဟုပြေ၍ဆက်ဆိုင်ကြီးကောင်းလာသည်စကားတက်ဆသားလေးမှအိမ်ဤဆဲလေးဖြစ်နေသည် George owns George own သူ့အလုပ်ကိစ္စနဲ့ဘန်ကောက်သို့သွားလာဘန်ကောက်သို့တက်လာသွားနေ၍နေမင်းတရားလည်းအိမ်ပြန်ကပ်နေသည်ညနေပိုင်းအပြင်ထွက်၍အရက်တောက်တက်တော့လဲ ညကိမိုင်းနဲ့ညပိုင်းတွင်အိမ်မှာပင်ရှိသည်မမိုးအေးဘာမှမပြောဆိုတော့၍ဘာမှပြဿနာလည်းမရှိတော့ပါအင်းအောင်ရဲ့အခြေအနေမှာအတရာကြီးမဟုတ်တော့လဲစိတ်ဆင်းရဲစရာမရှိပါကလေးကြောင့်ပြောစရာလေးများပင်ဖြစ်ရသည်တာလီယာမိသားစုအတွက်ကောင်းချုပ်ပေးတယ်မမိုးအေးရင်ထဲမှာတာလီကိုကျေးဇူးတင်မိမိသည်အခန်း၁၉မမေကြီးလို့ခေါ်ဒေါက်တာနေမောကတာလီကိုတင်ပေးနေသည်မေကြီး သားလေးကကြိုကြိုဆဆခေါ်သည်တော်လိုက်တာတော်လိုက်တာမမီးလေးကတော်လိုက်တာဒေါ်တင်တင်မော်လာမင်းတရားကိုပွေ၍ပွေလိုက်သည်မုံပေးကလေးကမုံတန်းသည်ပြီးမှပေါ်တော့ပြရမှာပေါ့ဒေါ်တင်တင်မော်မိသားစုပီစကုတ်ပုံကိုဖွင့်ပေးသည်မူးမူးလို့ခေါ်မူးမူးအေးကိုပြပြီးဒေါ်တင်တင်မော်ကတင်ပေးသည်မူးမူးသားလေးကခေါ်ကြည့်သည်မမီးလို့တင်ပေးပါအန်ဒီရဲ့ဟိုအေးကလေးကငဲပါသေးတယ်မမီးလို့ခေါ်ခိုင်းရင်မမီးကြီးနဲ့ရောက်ကုန်မှာပေါ့မူးမူးလို့ခေါ်တာပိုကောင်းတယ် ပူချစ်စရာကောင်းပါလေမူမူတားလေးရထက်ခေါ်သည်မိခင်ကိုပြုံးပြုံးကြီးကြည့်နေသည် အော်တားလေးရတက်လိုက်တာမူမူကျင်နေစွာဆွဲပွေယူ၍မှုလိုက်မိသည်တားလေးတနှစ်ကျော်စကားကောင်းကောင်းပြောတဲ့အခါစားတွင်အဖွားကိုမမင်းမမေကြီးအဖေနဲ့အဖေကိုမမေမမေကိုမမို့ဟုအခေါ်များနှုတ်ကြိုးသွားပါသည်မမို့ခမညာတားလေးထံမှမမေဟုခေါ်သည်ကိုချုံမိန်စွာကြားချင်ရှာတော့လဲကြားခွင့်မရရှာအီလီ ကြီးလာမှာပြန်ခေါ်ပြီးပြောင်းပြီးအခေါ်ခိုင်းရမှာပဲကို့ဖာသာအတွင်းနဲ့ဖြည့်သိမ့်နေရသည်ကျေးဇူးတင်ပါတယ်ရှင်။အပိုင်း၆ကိုနောက်ရက်မှဆက်လက်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်။